နိုင်ငံတကာရာဇဝတ်ခေါင်ရုံး ICC ကဖော်ဝန်းထုတ်လိုက်တဲ့နောက်ဖိလစ်ပိုင်သမ္မတဟောင်းရိုဒရီဂိုဂျူတက်ဒေးကိုနိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုကဖမ်းဆီးလိုက်ပါတယ်။မတ်လ17ရက်နေ့ကဂျူတက်ဒေးဟာဖိလစ်ပိုင်နိုင်ငံရဲ့မြို့တော်မနီလာမှာရှိတဲ့နိုင်ငံတကာလေဆိပ်ကိုအရောက်မှာအင်တာပိုကိုစားဖိလစ်ပိုင်ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးမှုကိုခံခဲ့ရတာဖြစ်ပါတယ်။သမ္မတအဖြစ်တာဝန်ယူခဲ့တဲ့ကာလအတွင်းမူရဲမောင်ကိုဂိုင်းတွေကိုလွန်လွန်ကဲကဲဖိနှိပ်ဖြိုခွင်းခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ ဒူတာဒေးကိုအင်တာပိုမနီလာကဖမ်းဆီးခဲ့ကြောင်းဖိလစ်ပိုင်အစိုးရကလည်းအတည်ပြုပါတယ်။မတ်လ17ရက်နေ့မနက်ပိုင်းမှာအင်တာပိုမနီလာကဒူတာဒေးအတွက် ICC ဖမ်းဝရမ်မိတ်တူကိုတရားဝင်လက်ခံရရှိခဲ့တယ်လို့ဖိလစ်ပိုင်သမ္မတအင်တော်ကကြေညာခဲ့ပါတယ်။လလောဆယ်တော်ဒူတာဒေးဟာအာနာပိုင်တို့ရဲ့ထိမ့်သိမ်းမှုကိုခံထားရပြီးကျန်းကျန်းမာမာရှိနေတယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ဒူတာဒေးဟာမတ်လ9ရက်နေ့တုန်းက ဟောင်ကောင်ကိုကြိုတင်မကြေညာပဲရုတ်တရက်ထွက်ခွာသွားခဲ့ပါတယ်။ဒါဟာ ICC ကသူ့ကို power run ထုတ်တော့မဲ့အခြေအနေကိုတင်းရှောင်ဖို့အားထုတ်မှုဖြစ်နိုင်ကြောင်းထင်ကြေးတွေထွက်ပေါ်ခဲ့ပါတယ်။ဒါပေမဲ့ March လ10ရက်နေ့မှာတော့ Duterte ကသူဟာ ICC သားတကယ်ဝရမ်းထုတ်လာရင်သူ့အနေနဲ့အဖမ်းခံဖို့အသင့်ရှိတယ်လို့ပြောခဲ့ပါသေးတယ်။နောက်တော့ဟောင်ကောင်ကနေမနီလာကိုပြန်အရောက်မှာပဲအဖမ်းခံခဲ့ရတာပါ။ Duterte ဟာ2016ခုနှစ်တုန်းကဖိလစ်ပိုင်သမ္မတဖြစ်လာချိန်မှာ မူရမှာကိုဂိုင်းတွေမူရစေဝါသုံးဆွဲသူတွေကိုစစ်ကြေညာတယ်လို့ကြုံဝါရင်ရက်ဆက်ကြမ်းတမ်းတဲ့အထင်အကိုအားနေတဲ့နေလန်းတွေနဲ့ပြင်းပြင်းထန်ထန်ဖြိုခွင်းခဲ့ပါတယ်။အကျိုးဆက်အဖြစ်ထောင်ထဲချီတဲ့လူတွေအထူးသဖြင့်ဆင်းရဲနွမ်းပါတဲ့တန်တရားတရားခံတွေအသက်ဆုံးရှုံးခဲ့ရတာပါ။ဒူတတိအစိုးရလက်ထက်မူရစေဝါနှိမ့်နှင်းရေးဆိုင်ရာစီမံချက်တွေမှာစိုးရွားတဲ့လူအခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့ကြောင်းဆွဆွဲမှုတွေကြဲကြဲပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။ ICC ကလည်းအဲ့ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ဖိလစ်ပိုင်ရဲတပ်ဖွဲ့ဒူတက်ဒေးရဲ့တစ္ဆာတော်ခန့်လက်နက်ကင်စေတနာဝန်ထမ်းပြည်သူလုံခြုံရေးအဖွဲ့တွေလက်ထက်မှာဖိလစ်ပိုင်ပြည်သူအများပြားသိဆုံးခဲ့တဲ့အခြေအနေကိုလည်းနောက်ကြောင်းပြန်စုံစမ်းမှုတွေလှုပ်ဆောင်ခဲ့ပါတယ်။လူအခွင့်အရေးအဖွဲ့တွေကတော့ဖိလစ်ပိုင်ရဲတွေနဲ့ပြည်သူလုံခြုံရေးအဖွဲ့တွေဟာလက်နက်ကင်ဆောင်မထားတဲ့မူရစ်တန်တရားတရားခန့်အများပြားကိုဒူတက်ဒေးရဲ့စီမံကုတ်ကဲမှုအောက်မှာအထင်းအကွက်မဲ့တပ်ဖြတ်ခဲ့တယ်လို့အခိုင်အမာဆွဆွဲခဲ့ပါတယ်။ဒူတက်ဒေးရဲ့အစိုးရလက်ထက်ဖိလစ်ပိုင်အာဏာပိုင်တွေကတော့ အဲ့ဒီဆဆွဲချက်တွေကိုညှင်းဆိုခဲ့ပါတယ်။ ICC ရဲ့စုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့တဲ့နောက် Twitter Day ဟာ2019ခုနှစ်မတ်လမှာ ICC ကနေဖိလစ်ပိုင်ကိုနှုတ်ထွက်စေခဲ့ပါတယ်။ဒါပေမဲ့လက်ရှိသမ္မတဖာတီနာမာကိုစ်ရဲ့ဖိလစ်ပိုင်အစိုးရကတော့ ICC ကဝန်ထမ်းထုတ်ရင် Twitter Day ကိုလက်လွှဲပေးဖို့ဆိုရာဟာစီးမြင့်တွေနဲ့ညီညွတ်တယ်လို့ယူဆကြောင်းပြောကြားထားပါတယ်ရှင်။